မနက်၄နာရီထပြေးရင်အောင်မြင်မယ်လို့ပြောနေကြတဲ့ဒီ motivation speaker တွေများလာတဲ့ခေတ်ကြီးမှာအာကဒတ်လိုက်စားတဲ့သူတွေကလည်းအထိုက်လျောက်တော့များလာတယ်ဟယ်လို guys ဖုန်းကင်းကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့ကျွန်တော် AirPod Pro 3ကိုတေချာသုံးပြီးတဲ့နောက်ပိုင်းမှာ full review လေးလုပ်ပေးသွားမှာပဲဖြစ်ပါတယ်အဲ့တော့စလိုက်အောင် ဲ့တော့အရင်ဆုံးသူ့ရဲ့ case လေးကနေပြောစလိုက်မယ် case ရဲ့ building quality ကတော့ plastic ပဲအဲ့တော့နောက်ပိုင်းဒီ case တွေမှာ cover မပါဘူးဆိုရင်တော့အပေါ်ဆင်းပြီးတော့ဖြစ်နိုင်တယ်ပြီးတော့နောက်တစ်ခုကဒီ pro 2မှာတော့အရင်တော့ဒီနောက်ဖက်မှာကျွန်တော်တို့ဒီ parent button လေးပါတယ် ဒါပေမဲ့ဒီ Pro 3မှာတော့ parent button တော့မပါတော့ဘူးအဲ့ဒီအစားကိုဒီဘက်ရှေ့မှာ indicator လေးနဲ့ကျွန်တော်ဒီတက်ဆက်ခွင့်ပုံစံမျိုးလေးသူကတွဲပြီးတော့သုံးမိထားတယ်အဲ့တော့ဒီ Apple device တွေအတွက်ဆိုရင်တော့ဒီကောင်က forward connection ဖြစ်တာရှိတာဖြစ်တဲ့အတွက်ဒီကောင်လေးကိုအဖုံးဖွင့်လိုက်ရင် forward connection တက်လာမယ်ပြီးတော့ Apple device တွေနဲ့ချိတ်လို့အလွယ်တကူချိတ်လို့ရတယ် ဒါပေမဲ့တခြား non apple device တွေ laptop တွေ computer တွေနဲ့ချိန်မယ်ဆိုရင်တော့ဒီ indicator လေးရှိတဲ့နေရာကိုပေါ့နော်ဒါလိုနှစ်ချက်နှိပ်လိုက်မယ်ဆိုရင်ပြောအဖြောင်မီလေးလင်းလာပြီးတော့ဒါ pair mode on ရမှာပဲဖြစ်တယ်အဲ့ချိန်ကြတော့မှတခြား non apple device တွေ laptop တွေ computer တွေနဲ့စတင်ပြီးတော့ချိန်လို့ရသွားမယ် ကျွန်တော်တက်ခုပြောဖို့ကြံခဲ့တာကဒီကဲလို့ပေါ့နော်ဒီ AirPod Pro 3နဲ့ချိတ်ဆက်ပြီးရတဲ့အခါမှာ nested တစ်ဖက်အတန်မလာတာမျိုးတွေကြောဒီ device လုံးဝမတက်ပဲနဲ့ချိတ်လို့မရတာမျိုးဖြစ်နေရဆိုရင်ဒီ indicator လေးကိုနှစ်ချက်ကို၃ကလုလိုက်မယ်ဆိုရင်တော့ reset ကျသွားမှာပဲဖြစ်ပါတယ်ဒီ Pro 2နဲ့ Pro 3ကတော့ပေါ့နော်ကြောဒီတူရလို့တော့ထင်ရပါပဲအဓိကပြောင်းလဲသွားတာကတော့ဒီ AirPod Pro 3ရဲ့ earbud design လေးတွေပဲ အဲသူ့ရဲ့ဒီဇိုင်းပုံစံကကျွန်တော်ဒီသုံးမဲ့ user တော်တော်များများရဲ့နားပုံစံနဲ့ပေါ့နော်အဝင်ခွင့်ကြဖြစ်အောင်လို့တော့ဒီဇိုင်းပြောင်းလဲထားတာတွေ့ရတယ်အဲ့တော့ကျွန်တော်ဒီ Pro 2ထက်စာရင် Pro 3ကိုတက်ကြတဲ့အခါမှာနားထဲမှာပို့ပြီးတော့လေ comfort ဖြစ်ပြီးတော့ဒီတော်တော်လေး mic ရဲ့ feeling မျိုးကိုတော့ခံစားရတယ်အဲ့တော့သူ့ရဲ့ feeling ကဘယ်လိုပြောရမလဲဆိုရင်ဒီ Apple ဘက်ကကြွေထားသလိုပေါ့ဒီ Wallpad ANC ဒါလည်းဂုံပုံးနဲ့ညီပါတယ်သူ့ရဲ့ဒီအတန်လုံးချက်ကတော့လုံးဝကိုကျစ်စင်ကျွန်တော်အပြစ်ရှာလို့မရဘူး အဲနောက်ပြီးတော့ကျွန်တော်ဒီအချိန်ကြာကြာသုံးတဲ့ user တွေအနေနဲ့ကလည်းဒီ EF tip တွေပါတော့ဖြစ်တဲ့အတွက်ဒီနားနာမှာတော့စိတ်ပူစရာမလိုဘူးပြီးတော့ဒီ Pro 2မှာပါတဲ့ EF tip နဲ့ရှင်းမယ်ဆိုရင်ဒီ Pro 3ရဲ့ EF tip တွေကပိုပြီးတော့လဲ quality ကောင်းတယ်ပိုပြီးတော့လဲ E ရလို့ကျွန်တော်ခံစားမိတယ်ပြီးတော့နောက်ထပ် HDR EF tip တွေလည်းပါတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့နားပုံစံနဲ့ပေါ့နော်ကျွန်တော်မကိုက်မှာစိုးရိမ်နေတဲ့သူတွေအတွက်ကတော့အဲ့လောက်ထိလဲစိတ်ပူစရာတော့မလိုတော့ဘူး ဘေးစံပြင်ကိုမှတရှင်းတပုတ်ချင်းစီတိုင်းရဲ့ဒီတေးကိုလုံးဝတေချာကြားရတယ်။ဥမာကျွန်တော်တို့ဒီ kit run တန်နေတို့ snare တန်နေတို့အဲကောင်တွေလုံးဝဒီတေးကြားကြားကြားရတယ်။ဒါတော့ကျွန်တော်တို့ YouTube ကနေပြီးတော့နားထောင်တာဒီ Apple Music တို့ Spotify တို့အဲ့လိုမျိုး app တွေမှာနားထောင်မယ်ဆိုရင်တော့ပိုပြီးတော့ကောင်းတဲ့ quality ကိုရမယ်လို့ကျွန်တော်ထင်တယ်။နောက်တစ်ခုရှိတာကဒီ AirPod Pro 3ကနားထဲမှာတက်ထားတဲ့အခါမှာကျွန်တော်တို့ဒီ earbud ကိုတက်ထားတဲ့ feeling မျိုးမဟုတ်ဘဲနဲ့ကိုကဒီ headphone တစ်ခုကိုတက်ထားတဲ့ feeling မျိုးကိုတော့လုံးဝခံစားရစေတယ်။အဲ့ feeling ကလည်းတော်တော်လေးမိုက်တယ်ဗျ။ အခုလိုမျိုးကျွန်တော်တို့ဒီ sound improvement ဖြစ်လာတဲ့နောက်ွယ်မှာအကြောင်းရင်းလေးတွေတော့ရှိတယ်။ဒါလေးကျွန်တော်သတိထားမိတဲ့ချက်လေးကိုတော့ပြောပြမယ်ပေါ့နော်။အဓိကကတော့သူ့ရဲ့ဒီ Evans လေးတွေကတော်တော်လေးကြီးလာတယ်။ပြောလို့ရှိရင်ဒီ AirPod ရဲ့အတွင်း design ကိုလည်းကျွန်တော်တို့ဒီလေဝင်လေထွက်ပိုကောင်းအောင်လို့တော့ကျွန်တော် redesign လုပ်ပေးထားတာဖြစ်တဲ့အတွက်တော့ဒီလိုမျိုး sound improvement တွေဖြစ်လာလို့တော့ကျွန်တော်မြင်တယ်။ပြီးတော့သူ့မှာပါတဲ့ sensor တွေကလည်းတော်တော်လေးကိုကောင်းတယ်။ဥပမာပြောရမယ်ဆိုရင်ကျွန်တော်တို့အားကစားသမားတွေကို hurry တိုင်းပေးတာမျိုးတွေပြီးတော့ကိုယ်ကငကြက်တက်ထားတဲ့အချိန်မှာဖုန်းကင်ကျင်နေဆိုရင်ခေါင်းငိမ့်ရ တာမျိုးတွေကြောင့်ဖုန်းချမယ်ဆိုရင်ကြောင့်ခေါင်းခါလိုက်တာမျိုးတွေပေါ့ဒီလိုမျိုးဒီ hacker ချာတွေပါဝင်လာတာကလည်းကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာတော်တော်လေးတော့အသုံးဝင်ပါပါဒီ Apple Pro 3လေးရဲ့ ANC ကိုကျွန်တော်လက်တွေ့စမ်းသုံးကြည့်ပြီးရဲ့နောက်ပါဒီ day ပြောပြရမယ်ဆိုရင်တော့လုံးဝ perfect အဖြစ်ဆုံး ANC ပဲဖြစ်ပါတယ်ဒီ Apple Pro 3လေးရဲ့ ANC ကိုကျွန်တော်စပြောပြပေးမယ်ကျွန်တော်စမ်းကြည့်ရသလောက်ကျွန်တော်ဒီ detail ပြောပြရမယ်ဆိုရင်တော့လုံးဝ perfect အဖြစ်ဆုံး ANC လို့ပြောလို့ရတယ် ဘာလို့ကျွန်တော်ဒီ perfect ဖြစ်ဆုံး ANC လို့ပြောလဲဆိုရင်တော့သူ့မှာပါရ PNC လို့ခေါ်တဲ့ဒီ personal white cancellation ပေါ့နော်အဲ့လိုခေါ်တဲ့ဒီ ER tip လေးတွေကလည်းတော်တော်လေးကိုအတန်လုံးနဲ့အပြင်ကိုမှသူ့ရဲ့ဒီ ANC ပါထပ်ပြီးတော့ပေါင်းထည့်လိုက်တဲ့အခါမှာတော့တင်းရဲ့ဘဝမှာသူမှမရှိသလိုပါပဲလုံးဝတိတ်ဆိတ်သွားပါလိမ့် ဒီ AirPod Pro 3လေးရဲ့ ANC ပဲကောင်းတာမဟုတ်ဘူး။ဥပမာကိုကဒီ coffee ဆိုင်လေးဘာလေးမှာထိုင်နေတဲ့ကြောချင်းလေးပေါ့။အဲအဲ့လိုမျိုးလေးထိုင်နေတဲ့အချိန်မျိုးမှာသူ့ရဲ့ specialized stereo move က on ပြီးတော့သချင်းနားထောင်လိုက်မယ်ဆိုရင်ကိုရဲ့ဒီဘေးပတ်ပတ်လေးမှာဘန်ကြီးတစ်ခုလုံးကလာပြီးတီးပြနေတဲ့ခံစားချက်မျိုးကိုရမှာတော့လုံးဝသိကြတယ်။ အဲတခုတော့ရှိတယ်သူရဲ့ဒီနဂျန်နဲ့ဒီ ANC ကအတန်ကိုအရန်လုံတာဖြစ်တဲ့အတွက်ကိုကကားလန်ကူးတာတို့ဘာလို့ဆိုရင်တော့နဂျက်ချွတ်လိုက်တာပဲဖြစ်ဖြစ် transparency move လေးကိုပြောင်းပြီးတော့ပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုလေလောက်ကတော့ပို့ပြီးတော့အနေရကင်းလိမ့်မယ် safety first နော်ပေါ်တာတို့တခုတော့သတိထားမှာရှိတယ်သူရဲ့ ANC ကအတန်အရန်လုံတာဖြစ်တဲ့အတွက်ဒီဆက်ဆက်တိုက်ချင်းမှာတော့ကျွန်တော်ခေါင်းကိုက်တာလို့ခေါင်းမူတာလေးတော့ခံစားရတယ်ဒါတော့ကျွန်တော်ရဲ့အတွေ့အကြုံနဲ့ရင်းပြီးရတာလည်းမပြောပြပေးရ ဒီ AirPod Pro 3လေးရဲ့နောက်ထပ်ထူးခြားတဲ့တစ်ခုက light transition ပဲအဲသူကဘလို device တွေမှာတုံးလို့ရမလဲဆိုတော့ iPhone 15 Pro နဲ့အထက်ပေါ့အာအဓိကအဖြစ်ပြောရရင်တော့ဒီ Apple Intelligence ရတဲ့ device တွေနဲ့ဆိုရင်တော့ပို့ပြီးတော့ကောင်းမယ်လို့ကျွန်တော်ထင်တယ်အဲသူတို့ရဲ့ official website မှာလည်း iOS 26နဲ့နောက်ပိုင်း update ရတဲ့ device တွေနဲ့တော့တုံးလို့ရမယ်လို့တော့သူတို့ပြောပေးထားတယ်အဲဒီ feature လေးကလည်းကိုကဒီနိုင်ငံခြားတွေသွားတဲ့အခါမှာတော့တော်တော်လေးအသုံးဝင်မယ်လို့တော့ထင်ပါတယ် အပင်းရဲ့နောက်ဆုံးထွက်ရှိထားတဲ့ H2 headphone chip ကိုတုံးမိထားတာဆိုတော့ဒီ earbud ရဲ့ performance ဘိုင်းကိုတော့ကျွန်တော်ထွေထူးထူးထပ်ပြောစရာတော့မရှိတော့ဘူးအဲ့တော့ light transition ဘက်လေးသွားလိုက်မယ်ဒီ light transition ကဒီ Vita version မှာဆိုရင်တော့ language ၅မျိုးကိုတော့ spot ပေးထားတယ်။ဘာကြီးလဲဆိုရင်တော့ကျွန်တော်တို့ English ပြင်သစ်စပိန်ပေါ်တူဂီပြောလို့ရှိရင်တော့နောက်ဆုံးဂျာမနီပေါ့နော်အဲ့လို၅မျိုးတော့ beta version မှာတုံးလို့ရနေပြီးတော့သူပြောထားတယ်ဒီနှစ်ကုန်နောက်ပိုင်းမှာထပ်ပြီးတော့ sport ပေးသွားမယ့် language ၄မျိုးကလည်းရှိနေသေးတယ်ဘာလဲဆိုရင်တော့တရုတ်ရယ်အီတလီရယ်ကိုရီးယားရယ်ဂျပန်ရယ်ပေါ့နော်အဲ့ကောင်တွေကိုတော့ဒီနှစ်ကုန်နောက်ပိုင်းမှာ support ပေးသွားမယ်လို့တော့ဒီ Apple Sport ရဲ့ official website မှာပြောထားတာကိုတော့ကျွန်တော်တို့တွေ့ရတယ်ဒါမှလည်းကျွန်တော်အဲ့လောက်ထိတော့မမျှော်လင့်ပါဘူးဘာလို့လဲဆိုတော့ဒီ Apple Intelligence တော့လည်းပုံပြောသွားတာပါပဲ ဝင်လေးနိုင်ထပြေးရင်အောင်မြင်မယ်လို့ပြောနေကြတဲ့ဒီ motivation speaker တွေများလာတဲ့ခေတ်ကြီးမှာအာကစားလိုက်စားတဲ့သူတွေကလည်းအထိုက်လျောက်တော့များလာတယ်။အဲ့လိုပဲအပဲကလည်းဒီလိုအာကစားလိုက်စားတဲ့သူတွေအတွက်အဆင်ပြေစေမဲ့ချွေးတံရေတံကိုခံစေနိုင်မဲ့ IV57 ကိုတုံးမိလာတဲ့အပြင်ကိုမှ Harris Sensor တိုင်းလို့ရတာတွေပါထပ်ပြီးတော့ထည့်သွင်းပေးထားတယ်။ control mic ကိုကျွန်တော်ပြောရမယ်ဆိုရင်တော့ဒီ AirPod Pro 3က Pro 2မှာပါခဲ့တဲ့အတိုင်းပဲ Trade 2တော့ဘာမှတိတ်ပြောစရာတော့မရှိဘူး။ပြောစရာရှိတာတော့တစ်ခုပဲရှိတယ်။ဒီကောင်လေးကိုကျွန်တော် camera remove အနေနဲ့တုံးလို့ရတယ်။ အဲဘယ်လိုမျိုးလဲဆိုရင်တော့ကျွန်တော်တို့ကဥမာ group photo တွေဘာကြီးရိုက်မယ်ဆိုရင်ကျွန်တော်ဖုန်းကိုအဝေးမှာထားခဲ့ပြီးတော့ဒီ airport လေးရနေပြီး control လမ်းလို့လို့ရမယ်ပေါ့ဗျာအဲ့တော့ကိုယ့်ရဲ့ဒီ iPhone မှာရှိတဲ့ Fitness ဆိုတဲ့ app လေးနဲ့တော့ချိတ်ဆက်ပြီးတော့တုံးလို့ရမှာအဲ application ထဲမှာဆိုရင်ကိုယ့်ရဲ့ heart rate တွေ calories burn ဖြစ်တာတွေကိုဒီ Apple Watch မရှိဘဲနဲ့ပေါ့နော် easily track လုပ်လို့ရသွားမယ်အဲ့ဒီအချက်လေးကလည်းတော်တော်လေးသဘောကျဖို့ကောင်းတယ်အဲ့တော့ကိုကအားကစားလိုက်စားနေတဲ့သူဆိုရင်လည်းဒီ Apple Pro 3လေးကရွေးချယ်တဲ့နေ့ထဲမှာတော့ပါတယ် အဲ့တော့ဒီ Apple Pro 3လေးကအားကစားသမားတွေအတွက်တော့လုံးဝကိုတင့်တော်စေမဲ့နေကြက်လေးတစ်ခုလို့တော့ကျွန်တော်ထင်ပါတယ်။ Battery ဘိုင်းကိုပြောရမယ်ဆိုရင်တော့ဒီ Apple Pro 3လေးကအားပြည့်ရှိတဲ့အနေအထားမှာ ANC နဲ့သုံးမယ်ဆိုရင်တော့ကျွန်တော်တို့ App တူ8 hour လောက်တော့ကောင်းကောင်းအသုံးခံတယ်။ဒါပေမဲ့ case နဲ့ပါတွဲသုံးမယ်ဆိုရင်တော့24 hour တော့သုံးလို့ရမယ်။ဒါလည်းကျွန်တော်ဒီ Apple ရဲ့ official website မှာပြောပြထားတာကိုတော့တွေ့ရတယ်။ပြီးတော့ကျွန်တော်တို့ quick chat လည်းပါတာဖြစ်တဲ့အတွက်ကျွန်တော်9မိနစ်လောက်အားသွင်းရုံနဲ့တစ်နာရီလောက်ပြန်ပြီးတော့အသုံးပြုလို့ရတယ်။ အဲ့တော့ကိုကတရှင်းနေပိုင်းနားထောင်ကျင်တဲ့ခါမျိုးမှာဆိုရင်လည်းအကြာကြီးစောင့်နေစရာတော့မလိုတော့ဘူး9မိနစ်လောက်အချိန်ပေးလိုက်ရုံပဲ။နှစ်ချက်တစ်ဖက်ကျင်စီတိုင်းမှာမိုက်ခရိုဖုန်းက၄လုံးစီတောင်ပါတယ်။အဲ့တော့တုတ်တဲ့မိုက်ခရိုဖုန်း၈လုံးတောင်ဖြစ်သွားမယ်။အဲ့တော့ကျွန်တော်ပုံမှန် Bluetooth နှစ်ချက်တွေနဲ့ဖုန်းပြောတဲ့အခါမျိုးမှာကိုအတန်ကိုတစ်ဖက်ကကောင်းကောင်းမကြားရတာမျိုးတွေဟိုမှာပြက်တောင်းပြက်တောင်းဖြစ်နေတာမျိုးတွေဟိုမှာစိတ်မရှိတော့လို့နှစ်ချက်ကြီးချုပ်ပြီးတော့ပါဖုန်းပြောတဲ့အနေအထားမျိုးတွေရှိတယ်။ဒါမဲ့အဲ့ဒီအခိုက်အတန့်တွေကိုတော့ဒီ AirPods Pro 3ရဲ့မိုက်ခရိုဖုန်း၈လုံးကဖြည့်ရှင်းပြီးသားပဲ။အဲ့လိုမျိုးတွေလုံးဝဖြစ်မှာမဟုတ်ဘူး။ ဘက်ထရီပိုင်းကိုပြောနေရင်လည်းကျွန်တော်ပြောဖို့တစ်ခုကြံသွားတယ်အဲ့ဒါဘာလဲဆိုရင်တော့သူ့ရဲ့ဘူးကုန်ထဲမှာအသွင်းကြိုးလုံးဝပါမလာဘူးအဲ့တော့ကိုက iPhone 15နဲ့အထက်ကင်နေတဲ့ user ဆိုရင်တော့တိတ်တော့ကိစ္စမရှိဘူးကိုရဲ့ဖုန်းအသွင်းကြိုးနဲ့ပဲသူ့ကိုတွင်းလိုက်လို့ရတယ်ဒါမဲ့ကိုကတခြားမော်ဒယ်ကိုကင်နေတယ်ဆိုရင်တော့နောက်ထပ်တိုက်စီကေဘယ်တကြိုးတော့ဝယ်ဖို့လိုပါလိမ့်မယ်။အဲ့တော့ကျွန်တော်အဆုံးသက်ကိုပြောရမယ်ဆိုရင်တော့อืมဆုံးသက်စကားတော့ရှာလို့မရဘူး။ဘာလို့လဲဆိုတော့ဒီ AirPods Pro 3က ဘယ်နေရာမှဟိုမှပြစ်ချက်ရှာလို့မရဘူးဖြစ်နေတာအဲဒါပေမဲ့တခုတော့ရှိတယ်ကျွန်တော်တို့ရှေ့ကပြောခဲ့သလိုပဲဒီကောင်ကငကြက်ကအတန်အရန်လုံတဲ့အတွက်ခေါင်းမူရာတွေခေါင်းကြိုက်တာလေးတွေရောဖြစ်စီတယ်ဒါလည်းအရန်ကောင်းလို့စိုးသွားရလို့ပဲမြင်မိပါတယ်ကြယ်ဝေးကိုကဒီ Apple Pro 3ကိုလက်ရှိသုံးနေတယ်ကိုရဲ့အဆင်မပြေတဲ့အခိုက်အတန့်လေးတွေရှိရဆိုရင်လည်း comment မှာဝင်ပြီးတော့ဝင်မြပေးသွားလို့ရပါတယ်ကျွန်တော်တို့ကတော့ဒီ Apple Pro 3ပစ်ချက်ရှာလို့တော့မရဘူးအဲကျွန်တော်လေကြောကြီးလည်းရှေ့သွားပြီနောက်ထပ် tag video တွေမှာပြန်တွေ့ပါ